လမ်းဘေးကလေလွင့်တိရစ္ဆာန်တွေထိခိုက်အနာတရဖြစ်တဲ့အခါစေကုသမှုတွေလိုက်လံဆောင်ရွက်ပေးနေတဲ့အရေးပေါ်တိရစ္ဆာန်ကေဇေကြီးဖွဲ့ EART ဟာကေဇေကြီးလုပ်ငန်းတွေပြည့်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 လှုပ်ဆောင်နိုင်မဲ့ရမုံဝီပွဲတစ်ခုကို February 10ရက်နေ့ကကန်တော်ကြီးမှာတိရစ္ဆာန်ချစ်သူတွေနဲ့ပြင်ပခဲ့ပါတယ်။တိရစ္ဆာန်ပုံလေးတွေပါတဲ့ခွက်တေကူ7000တောင်၊ပြက်ကရင်တွေကူ7000တောင်နဲ့ရောင်းချနေပြီးရရှိလာတဲ့ရမုံဝီအမျက်ထဲကဒဏ်ရာရရှိတဲ့ခွေကိုတွေ့တဲ့အခါမြင်းနေရာငှားပြီးကုသမှာဖြစ်လို့ စီယုံစီတက်တာသွားမှချောင်းဒါကိုတိတိယောက်ယောက်လုံနိုင်မယ်လို့ကိုနေလင်းထွန်းကပြောပါတယ်အနာတရဖြစ်တဲ့ခွေးတွေကိုစေယုံတင်ရစေယုံစေးတွေအရန်ဈေးတက်တယ်လေဈေးတက်တာမဟုတ်စေယုံစေးတွေတက်တယ်ပေါ့အဲဒါကြောင့်အဲ့ဒါကြီးပြန်ကာမိအောင်တော့ကိုကျွန်တော်တို့ကဒီမြေနေရငားရမ်းပြီးတော့အဲ့ဒီမြေမှာပဲအခွေးလေးကိုထားပြီးတော့ဆရာဝန်ခေါ်ကုရင်ကျွန်တော်တို့စေယုံစေးတက်တာမယ်တက်တာမယ်တော့တက်အဲ့ဒီတက်တာလာမယ်ပို့ရဲပတ်စံတွေကိုဒီထက်ကျန်တဲ့နေရာတွေမှာပို့ပြီးတော့အသုံးပြုလို့ရအောင်ဒီလေလွင့်ခွေးတွေအတွက်အသုံးပြုလို့ရအောင်ဒီရမုံကွဲကိုလောက်တာပါ အိမ်မွေးခွေးခြောက်ကောင်ဖြင့်ယုံချက်တူရီကိုပါမွေးထားတဲ့လိမ့်ဆန်ချစ်သူဒေါ်စီစီတွင်ကသူကိုယ်တိုင်ကယ်ဆယ်ရေးလုပ်ငန်းကိုမလုပ်နိုင်တာကြောင့် အခုလိုရန်မုံငွေပွဲတွေမှာတက်နိုင်တဲ့လောက်လာပြီးကူညီတာလို့ဆိုပါတယ်။အမသတိစာလေးတွေကိုချစ်တယ်ပြီးတဲ့ခါကျတော့ဒီမှာလေဒီမှာတဲတဲလေးတို့ကလေအများအားဟိုပြိစာကဲစဲဖောက်ဖောက်ရေးရပြီးတော့လူငွေတွေပါလေဒီခါလေးကြိုက်နေခံပြီးတော့ကလေးလေးတွေကိုကုပေးတယ်လေ။အကူကအဲ့လိုတဲတဲလေးလုံးတယ်လို့မလုပ်နိုင်ပြီးမဲ့လေ။ကိုကတော့ဝင်ပြီးတော့အားပေးတာပေါ့တော့။ခွေးမွေးရဝါသနာပါသူကိုနေလွင်တို့ကခွေးမွေးတဲ့အခါအစာကျန်းမာရေးစတာတွေကိုပါဂယူးဆိုင်တာကြောင့်ခွေးချစ်တဲ့ယုံနဲ့မရပဲ အမှန်တကယ်ဝါသနာပါမမွေးရတာအဆင်ပြေပါမယ်လို့လည်းဆိုပါတယ်ရှိရဆိုတာကသူတို့ကျမ်းမာရေးအစပါနော်အစအဆုံးအကုန်ဟောကိုဘယ်လိုခေါ်မလဲကိုကလည်းတကယ်ချင်းမတကယ်ဝါသနာပါမလည်းမွေးလို့ကရတာလေဒီတိုင်းအဆင်ကဒီတိုင်းဆိုရင်တော့အဆင်ကပြီမှာမဟုတ်ဘူးဘယ်လိုပဲဖြစ်ခွေးချစ်ရုံနဲ့လည်းမွေးလို့မရအောင်ခင်ဗျာသူတို့ကျမ်းမာရေးလို့ဘာလို့အစအဆုံးဝီယူဆိုင်ရတယ်ရေးဖို့လိမ့်ဆန်ကေဇေရေးဖွဲဟာပန်းရှင်မရှိတဲ့ကေတင်မဲ့သူမရှိတဲ့လမ်းဘေးကလေလွင့်လိမ့်ဆန်တွေကိုလိုက်လံကူညီစောင့်ရှောက်ပေးဖို့ဖွဲ့စည်းထားတာတစ်နှစ်ကျော်သွားပါပြီ